မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးကောင်းဝင်အနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စရဖဝင်းကို40မမဘုံးသေးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ2ရက်နေ့ည9:18မိနစ်ခန့်မှာအောင်မင်္ဂလာအဝေးပြေးကောင်းဝင်အရှိတ်ဘက်မှာရှိတဲ့စရဖဝင်းကို RUC စစ်ကြောင်းကရဲဘော်များက 89မမဘုံပြစ်လောင်ချာနဲ့40မမဘုံသီးနှစ်ကြိမ်ပြက်ခတ်တိုက်ခတ်ခဲ့ရာပထမအကြိမ်မှာဘုံသီးချုံရင်းချက်ဖြစ်သွားခဲ့ပြီးတော့ဒုတိယအကြိမ်ထပ်မံပြက်ခတ်ခဲ့ရာလိုအပ်တဲ့ပြစ်မှတ်ကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားများထိခိုက်မှုအခြေအနေနဲ့ဆရာဖရုံဝင်အတွေ့ပြည့်စည်မှုအခြေအနေကိုတော့အတိမပြုနိုင်သေးပဲတော်လိုင်းရဲဘော်များအထိခိုက်မှုရှိပဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ် UG ရဲဘော်တွေကိုလိုက်လံဖမ်းဆီးနေတဲ့အတွက်လက်တုံပြန်တဲ့အနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လို့ Rangoon Urban College RUC စစ်ကြောင်းကတောင်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တောင်ညိုမှာရှိတဲ့အမှတ်ရှိလေချောင်းရံကာကွယ်ရေးရန်တရားတပ်ရင်တောင်ညိုကတပ်ရင်းမှုဒုဗိုလ်မှူးကြီးနိုင်ဝင်းထွန်းရဲ့တပ်တွင်းပြည်နယ်မှုကြောင့်အရာခံဗိုလ်တအူအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်နေပြည်တော်အတိုင်းစစ်အင်ဂျင်နီယာညွန်ကြားရေးမှူးယုံကကရလက်အောက်ခံအမှတ်ရှိလေချောင်းရံကာကွယ်ရေးရန်တရားတောင်ညိုက တရင်မှုဒုဗုံမှုကြီးနိုင်ဝင်းထွန်းကလောက်ငေသားတွေအပေါ်ကိုမတရားနိုင်တဲ့စီးနှံပြုခြင်းချင်းညှိမှန်နှိပ်စက်ချင်းများကိုပြုမှုနေတဲ့အတွက်ရပိုင်ခွင့်များကိုမတရားခေါင်းပုံဖြတ်နေတယ်လို့သိရပါတယ်။နေပြည်တော်တောင်ကျိုဒေသမှာဥပဒေမဲ့တိုက်ခုတ်ခြင်းအပါအဝင်တရားမဝင်တဲ့လုပ်ငန်းများကိုလုတ်ကင်နေတယ်လို့သိရပါတယ်။၎င်းရဲ့ငွေရှာတဲ့လုပ်ငန်းများမှာတက်ကစစ်တီများကိုပြန်လည်ခိုင်းစေခြင်းများကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အထက်ကစစ်စဲတရှိတဲ့အခါမှာအောက်လက်ငယ်သားတွေအပေါ်ကိုပုံချခြင်း အပြစ်ခံယူစေခြင်းတို့ကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တရရင်မှုဒုဗုံမှုကြီးနိုင်ဝင်းထွန်းရဲ့မြင်းမနှိမ့်ဆမှုများကြောင့်၎င်းရဲ့လက်အောက်မှာအနိကအလုံးလုံးနေရတဲ့အရာခံဘိုးတဦးဟာဖိအားများကြောင့်တပ်တွင်းထဲကရေပီးတဲ့ကန်ထဲကိုခုန်ချပြီးအဆုံးစီရင်သွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကိစ္စအတွက်အထက်ကိုအစီရင်ခံစာတင်ပြရမှာလဲတေဆုံးသူအရာခံဘိုးဟာချော်လဲပြီးတော့တေဆုံးတယ်လို့လိမ့်လည်ပြီးတော့အစီရင်ခံစာမှာတင်ပြခဲ့တယ်လို့သိရပါတယ်။ဒုဗုံမှုကြီးနိုင်ဝင်းထွန်းရဲ့နှိမ့်ဆမှုများကြောင့် အမတ်ရှင်လေချောင်းရန်ကာကွယ်ရန်ရတက်ကစစ်တီအများအပြားထွက်ပြေးကုန်ကြတယ်လို့သိရပါတယ်။ဒါပေမဲ့တပ်ပြေးစစ်တီများရဲ့ဖြစ်စဉ်များကိုအထက်ကမတင်ပြဘဲလာစားနဲ့ရိတ်ခါများကိုတရင်မှုကစိတ်ကြိုက်စီမံခန့်ခွဲပြီးတော့ထုတ်ယူသုံးဆွဲလျက်ရှိတယ်လို့သိရပါတယ်။တရင်မှုကအရန်ဆိုတော့တရားမဝင်လုပ်ငန်းတွေများစွာလုပ်ပါတယ်။တမမှုအမိန်နဲ့ဆိုပြီးတော့နေပြည်တော်တပ်ဝင်းကျင်ကနေတစ်တံပေါင်းများစွာကိုဥပဒေမဲ့ထုတ်ယူပါတယ်။အရာတွေကိုရောင်းစားပါတယ်။အခုတည်းကလည်းဥပဒေမဲ့တစ်တွေကိုခုတ်ပြီးတော့ရောင်းဝယ်နေပါတယ်။ လက်အောက်ငယ်သားတွေအပေါ်မှာလည်းနိုင်ထက်စီးနှင်းလုံလုံးပါတယ်လို့တက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်အမတ်ရှိလေချောင်းရံကာကွယ်ရေးရန်တရာတက်ရင်တောင်ကျိုတက်တွဲမှာဖိနှိပ်မှုများနဲ့ပတ်သက်ပြီးတော့တိုင်ကြားမှုများကိုလှုံ့ဆော်ခဲ့တော်လဲစစ်ကောင်စီရဲ့ထိပ်ပိုင်းကအရေးယူမှုတစုံတရာမလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းသိန်းတိုက်ပွဲသတင်းရတော့ကချင်ပြည်နယ်မှာ9ရက်အတွင်းချီဝင်မြို့နယ်ဆော့လော်မြို့အပါအဝင်မြို့နှမြို့နယ်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း73ခုကို KIA ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးတော့လက်နက်ခဲယမ်းများရရှိမှုဟာအလွန်များပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တဘာလ29ရက်နေ့ကနေစတင်ပြီးတော့အော်တိုဘာလ3ရက်နေ့အထိ9ရက်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာရှိတဲ့တပ်စခန်းပေါင်း73ခုနဲ့ မြို့နှစ်ခုကို KIA PDF ပူးပေါင်းတပ်ဖွဲ့များကတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်နက်ခဲယမ်းများတင်းစီရရှိမှုဟာအလွန်များပြားပြီးတော့စစ်ကောင်စီဘက်ကတေဆုံးမှုများလည်းများပြားခဲ့တယ်လို့သိရပါတယ်။စက်တဘာလ26ရက်နေ့မှာကြီးဝေမြို့ကို၎င်းအော်တိုဘာလ2ရက်နေ့မှာဆော့လော်မြို့ကို၎င်းအသီးသီးတိမ့်ပတ်ရရှိခဲ့တယ်လို့သိရပါတယ်။တပတ်တာကာလအတွင်းမှာမြို့နှစ်မြို့နဲ့တပ်စခန်း73ခုကိုတိမ့်ပတ်ရရှိခဲ့ပါတယ်။ကြီးဝေ၊ရှောင်းော၊ဆော့လော်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းအကြီးငယ်အလုံးပေါင်း73ခုကိုတိမ့်ပတ်ရရှိရမှာလက်နက်ခဲယမ်းတွေလည်းတော်တော် င်များများကိုတိမ့်စီရရှိခဲ့ပါတယ်စစ်ခွေးတွေဘက်ကတိမ့်ဆုံးထိခိုက်မှုတွေများသလိုစစ်တုံးမန်းတွေကိုလည်းဖမ်းဆီးရရှိထားတာရှိပါတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အော်တိုဘာလ2ရက်နေ့မနက်9:20မိနစ်အချိန်မှာချီပွေခရိုင်စော့လော်မြို့နယ်မှာရှိတဲ့စော့လော်မြို့နယ်အတူစစ်ကောင်စီရဲ့တပ်စခန်းပြည်သူစစ်စခန်းများအပါအဝင်စစ်ကောင်စီတပ်စခန်းအားလုံးကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် စစ်တုံးမန်းများကိုဖမ်းဆီးရရှိထားပြီးတော့လက်နက်ခဲရအများအပြားလဲသိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲစက်တမ်ဘာလ26ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့ကြီးပွေမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ပြည်သူ့စစ်စခန်းကြီးပွေမြို့မှာရဲစခန်း၄မိုင်စုပေါင်းဂိတ်စခန်းနဲ့ဗျူဟာတပ်စခန်းခုံးတို့ကို KI နဲ့ KPD ကပူးပေါင်းတပ်ဖွဲ့အများကတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပြီးတော့ ချီပွေမျိုးကိုပါတိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တမလာ30ရက်နေ့မနက်10:00နာရီကအချိန်မှာဝိုင်းမော်မြို့နယ်ချီပွေလမ်းပိုင်းရှောင်းငော်ရွာအနီးမှာရှိတဲ့အကြမ်းဖက်ဆက်တပ်ရဲ့ပင်မစခန်းနဲ့ကာကင်းစခန်းနှစ်ခုကို KI နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့အများကအပိသက်တိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကနေပြီးတော့အလဲနိုင်ငံကူးလက်မှတ် PV နဲ့ပြည်ပကိုအလုတ်ထွက်လုတ်ခွင့်မပြုကြောင်းစစ်ကောင်စီက ဒုတိယအကြိမ်ဖြစ်နေဒီကနေ့မှာထပ်မံပြင်ညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာစစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာများမှာပြည်ပကိုအလဲပတ်နိုင်ငံကူးလက်မှတ် passport for visit PV နဲ့ပြည်ပအလုတ်အကန်အတွက်လေချောင်းခရီးနဲ့ပြည်ပကိုထွက်ခွာဖို့အတွက်ဆောင်ရွက်လျက်ရှိကြတဲ့အတွက်တပ်ဆိုင်ရာကလေစိတ်မှာစီစစ်တဲ့အခါမှာတပ်မတ်ချက်များနဲ့မကိုက်ညီတဲ့အခါမှာ ပြည်ပကိုထွက်ခွာခွင့်မရရှိခြင်းများကြောင့်လေရင်လက်မခအပါအဝင်အခြားသောကုန်ကြစည်များဆုံးရှုံးရတဲ့ဖြစ်စဉ်များဖြစ်ပေါ်လျက်ရှိကြောင်းစစ်ကောင်စီရဲ့ညင်ညာချက်မှာဖော်ပြထားပါတယ်။ပြည်ပမှာတွားရောက်ပြီးတော့အလုံးလုံးကိုင်းမဲ့သူများအနေနဲ့ဥပဒေနဲ့အညီမှတ်ပုံတင်ခြင်းပြည်ပအလုံးအကိုင်းအတွက်နိုင်ငံကူးလက်မှတ် Passport for Job PJ ရှောက်ထားရယူခြင်းပြည်ပအလုံးအကိုင်းအတွက်အလုံးသမားတပ်သေးကံကပ်ပြား OWIC ရှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမဆောင်ရွက်ပါကလေစိတ်မှာတားဆီးခံရတဲ့အတွက် လေရင်လက်မခအပါဝင်ကုန်ကြစီအများဆုံးရှုံးမှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာထားပါတယ်။ဩဂတ်လ15ရက်နေ့ကလည်းစစ်ကောင်စီကပထမအကြိမ်ဖြစ်နေမြန်မာနိုင်ငံကနေနိုင်ငံကူးလက်မှတ် PV ကန်ဆောင်ပြီးတော့အလုတ်ကန်ဗီဇာနဲ့ပြည်ပထွက်ခွာမှုများအားလုံးကိုလေစိမ့်နဲ့နေဆက်ဂိတ်များမှာတားမြစ်စီစစ်မယ်ဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့တင်းကြပ်မှုများကြောင့်ပြည်ပကိုအလဲပတ်ဗီဇာနဲ့အဆင်ပြေစွာလေစိမ့်ကနေထွက်ခွာခွင့်ရရှိရေးအတွက် VIP service များဟာလည်းငွေကျပ်30ကနေပြီးတော့30အထိဈေးပေါက်လျက်ရှိတယ်လို့သိရပါဗျ။အခုလာကုန်ပိုင်းတွေမှာအမျိုးသားတွေဆိုရင်အသက်16နှစ်ကနေအသက်35နှစ်အထိလေယာဉ်လမ်းမှာအသွားပြန် visa hotel booking show money အကုန်အဆုံးပါတယ်ဒါပေမဲ့သွားခွင့်မရဘူး VIP service အတွက် line ချိရိုက်ထားတဲ့သူတွေပဲထွက်လို့ရတယ်တာမန်ဒီအတိုင်းအထောက်အထားတွေယူပြီးသွားလဲလေးစိတ်ကနေလှည့်ပြန်ခိုင်းတာပဲပြည်ပကိုထွက်ခွာခြင်းတဲ့သူတွေဆိုရင် Thai VIP service အတွက်30ကိုယ့်အကူချိတ်ဆက်ပေးခိုင်းတယ် အဲ့ဒါဆိုရင်တော့တေးကြတယ်လို့ထိုင်းနဲ့ကိုရီးယားပြည်ပခရီးသွားအေဂျင်စီကဒရိုက်တာတဦးကရှင်းပြထားပါတယ်။တခြားတစ်ဖက်မှာလည်းစေကောင်စီကအသက်23နှစ်ကနေအသက်32နှစ်အတွင်းအမျိုးသားလူငယ်များကို PJ နိုင်ငံကူးလက်မှတ်နဲ့ပြည်ပအလုတ်ကန်တွားရောက်လုတ်ကန်ခွင့်များကိုလည်းပိတ်ပင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမြေသားမြို့နယ်မှာရှိတဲ့ကင်းတာရေလောင်တမန်မှာရေပြည့်နေတဲ့အတွက်ရေတကား၄ပါးကိုဖြွင့်ချလိုက်ရာကြောက်စဲမြေသားတရအူးနဲ့ဝမ်းတွင်မြို့နယ်အတွင်းမှာရှိတဲ့ ပန်းလောင်းမြစ်ဘေးကကြီးပါများရေကြီးနှင်းမြုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလတရက်နေ့ကနေစတင်ပြီးတော့မိုးသည်ထန်းစွာရွာသွန်းတဲ့အတွက်ကင်းတာရေလောင်တမန်မှာရေတွေပြည့်လာတယ်လို့သိရပါဗျ။ဒါကြောင့်ရေတကား၄ခုကိုဖွင့်လှစ်ခဲ့ရတယ်လို့သိရပါဗျ။ရေတကား၄ခုကိုဖွင့်လှစ်လိုက်တဲ့အတွက်အော်တိုဘာလ၃ရက်နေ့မနက်၆နာရီအချိန်မှာကင်းတာရေလောင်တမန်မှာရေတိုးလောင်ထားရှိမှုဟာကံရည်ပြည့်မှတ်ရဲ့အောက်၃ညတသမ၄ခွန်ပေးရွန်နေရောက်ရှိနေတယ်လို့သိရပါဗျ။ရေလောင်တမန်ရဲ့ရေပိုလွဲရေတကား၄ခုကို ပိဋကသမ64ပေစီဖွင့်လှစ်ထားတယ်လို့သိရပါဗျ။မြေသားမျိုးနဲ့ပန်းလောင်မြေဘေးမှာရှိတယ်။ကြေးရွာတချို့နဲ့ရက်ကွက်များဟာယခုခါမှာကင်းတာရေလောင်တမန်ကရေများလွှတ်ချလိုက်တဲ့အတွက်ရေဘေးရှောင်နေရတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့များက Loud Speaker များနဲ့ရေကြီးမှုတတိပေးချက်များကိုလိုက်လံကြီးညာလျက်ရှိတယ်လို့သိရပါဗျ။မြေသားမျိုးဘူရာရက်ကွာရွှေဘုံသားရေဘေးဆောင်စခန်းနဲ့ရွှေဘော်ကျွန်းကြီးပါမြတ်ဘုန်းရှင်ဖះရေဘေးဆောင်စခန်းနေဖွင့်ထားတာတော့ရှိပါတယ် အလူရှင်တွေလာရောက်လှူဒန်းနိုင်ပါတယ်အခုတော့ကင်းသားဆယ်ကရေထင်းဖွင့်လိုက်တော့ရေကကြေးရွာတွေတဲကိုဝင်ရောက်လာတာပဲရှိတယ်စက်ပံမှာလာလေတုံးကလိုမျိုးထိမ့်မနိုင်သိမ့်မရဖြစ်တာမျိုးရေအလုံးလိုက်ကြီးဝင်ပြီးတော့စီးသွားတာမျိုးတော့မရှိဘူးလို့မြစ်သားမျိုးနယ်ကပရိုက်တာဖွဲ့ဝင်တူကပြောဆိုထားပါတယ်အလားတူပဲကြောက်ဆယ်မျိုးနယ်တန်ရွာကြေးရွာအနီးမှာရှိတဲ့ငပြောင်ဆယ်ရဲ့ရေကြီးရေအမှတ်ဟာ၄ဘီဖြစ်ပြီးတော့ဆိုရင်ရေအမှတ်ဟာ6.5ဘီအမြင့်ရှိတယ်လို့သိရပါတယ်အော်တိုဘာလ2ရက်နေ့ညနေ6နာရီအချိန်မှာ ဆယ်ဘောက၄ .3 ပေအမြင့်ရေကျော်ကြပြီးတော့စီးဆင်းနေတယ်လို့သိရပါဗါဒ်အော်တိုဘားလ၂ရက်နေ့ညနေ6:00နာရီအချိန်မှာရွာငံမြို့နယ်မှာရှိတဲ့မြို့ကြီးတမန်အတွင်းကိုရေတိုးလောင်ထားရှိမှုဟာကံရည်ပြည့်အမှတ်အထက်၃ .3 ပေကျော်လွန်ရောက်ရှိနေတဲ့အတွက်ရီဘုံလွဲကနေပြီးတော့3.3ပေအမြင့်ကြော်ကြပြီးတော့စီးစင်းနေတယ်လို့သိရပါဗျ။ဒါပြင်ဇော်ကြီးမြင့်မြင့်တက်လာနိုင်တဲ့အတော့ကြောက်စဲမျိုးပေါ်မှာရှိတဲ့ရက်ကွက်များအတွင်ရေဘေးသတိပြုကြရန်စစ်ကောင်စီကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကအနောက်မြောက်ဘက်ခွနမိုင်ကအကွာမှာရှိတဲ့ခေါလောင်းတူကြီးရွာကိုစစ်ကောင်စီတပ်ကမနေ့ကအော်တိုဘားလ2ရက်နေ့ည7:00နာရီအချိန်မှာလေရင်နဲ့ဘုံကျဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်ကုတ်ဒေသခံတအုံးကနှစ်ကြိမ်လာကျဲတယ်ဘုံကခေါင်းလောင်းတူရွာအပြင်ဘက်မှာကြရတယ်လို့တော့သိရတယ်တောင်ကုတ်မြို့ပေါ်ကနေပြီးတော့အတန်အကျဲကြီးကြရတယ်လို့ပြောဆိုခဲ့ပါတယ်ခေါင်းလောင်းတူကျေးရွာအနီးကလေခွင်းပြင်တွေကိုသာကြရောက်ပောက်ခွဲခဲ့ပြီးတော့ဒေသခံတွေထိခိုက်မှုရှိမရှိကိုတော့မသိသေးဘူးလို့ပြောပါတယ်အဲ့ဒီကျေးရွာမှာအင်ဂျင်230နဲ့လူရည်850ခန်းရှိတယ်လို့သိရပါတယ်စက်တမလာ16ရက်နေ့ညနေ3:00ခွဲအချိန်ကလည်းအဲ့ဒီကြေးရွာဟာအကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲမှုကိုခံရတဲ့အတွက် ြီးရွာကရွာသားတွေဟာအဲ့ဒီအချိန်ကစပြီးတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ